ဘလုံးမင်းမင်္ဂလာပါခင်ဗျာဒီကတင်ဆက်ပြီးမဲ့စကားလေးကတော့ကပောက်ဝင်ရိုးစိုးနဲ့ကမောကမောဖြစ်ကုန်တာကြောင့်ပြည်နယ်သမုဒ္ဒရာတွေနေရရွေးသွားတဲ့ကြောင်းရိုက်ကူးထားတဲ့ရန်ကောင်းတဲ့စကားလေးပဲဖြစ်ပါတယ်ဇလန်းဆမ်းမှာဘန်လို့ခေါ်တဲ့ငေသုံးသားလေးမျိုးနဲ့ကိုဂုံပြုဖို့ကာရီဘီယံပင်လယ်ကိုတင်မောဒစီနဲ့မိသားစုလေးယောက်ဟာခီးထွက်ခဲ့ကြပါတယ်ဘန်ဘန်ရဲ့ဖေတွန်ကသူ့ကိုငါမြတ်တင်ပေးတဲ့ပင်လယ်ပြောသမုဒ္ဒရာပေဒပညာရှင်တယောက်ဖြစ်ပြီးသူ့ရဲ့အမေကတော့ဆရာဝန်တစ်ယောက်ပါသူ့မှာကစီရတော့နေရောင်အောင်မှာဘီကီနီနဲ့တာတာရာနားယူနေပါတယ်ဂျူလီယာကရေထဲဆင်းပြီး ရေငေါက်လိုက်ပါတယ်ခဏကြာမှတော့ဘာမှမသိပေမဲ့ရေထဲမှာတခုထူးဆန်းတာကိုခံစားလိုက်ရပါတယ်တင်မတ်တန်လိုက်အိမ်မောင်ကတခုဖြစ်နေတာကိုပြနေပေမဲ့အနားမှာဘာမှမရှိလို့တတိမထမ်းမိခဲ့ကြပါဘူးရေကူးနေတဲ့ဂျူလီယာကတော့ကူရင်ကူရင်ရေတွေကတင်မောနဲ့ဝေးရကိုတုံးပိုးနေတယ်လို့ခံစားနေရပါတယ်တင်မောစီပြန်ကူးဖို့ချိုးစားပေမဲ့တင်မောနဲ့ဝေးတဲ့ဝေးတော့ခဲ့ပြီးအခြားဘက်ကပဲမျောပါနေခဲ့ပါတယ်ဂျူလီယာအော်ဟေးကူညီတောင်းခဲ့ပေမဲ့သူ့အော်နေတဲ့တန်ကိုဘာမှမချခဲ့ပါဘူး နောက်ဆုံးမှာတော့တွန်တရာအတန်ကြားလို့သင်းမောကိုသွားစစ်ဆေးလိုက်ပြီးရင်းနှစ်ခါနီးနေပြီဖြစ်တဲ့ဂျူလီယာကိုမြင်နေသွားခဲ့ပါတယ်။တွန်ကကက်စီနိုဘန်ကိုခေါ်လိုက်ပြီးသင်းမောကိုဂျူလီယာစီမောင်းတော့လိုက်ပါတယ်။အဲဒီနောက်ရေထဲခုံချလိုက်ပြီးဂျူလီယာကိုရေထဲကနေဆွဲခေါ်လိုက်ပြီးဘန်နဲ့ကက်စီတို့ရဲ့ကူညီနဲ့သင်းမောဘော်ကိုဆွတ်တင်နိုင်ခဲ့ပါတယ်။သင်းမောဘော်ရောက်တဲ့အခါဂျူလီယာက ရေကူးကျွန်းတဲ့တူတောင်မှတက်နေတဲ့လောက်မြန်မြန်ကူးခဲ့ပြီးမှရေစီရတားပြင်းလာကြောင့်သင်းမောစီကိုမရောက်နိုင်ခဲ့ဘူးလို့ပြောပြပါတယ်။ရေအရန်ပြီလို့တွန်ကဂျူလီယာနဲ့သူကလေးတွေကို ရေကူးခြင်းနဲ့ဆိုရင်တော့သူ့ကိုယင်ပြောမယ်လို့သတိပေးလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ဘန်ရဲ့73နှစ်ပြည့်မွေးနေ့ကိုကျင်းပကြပါတယ်။တွန်နဲ့ဂျူလီယာတို့ကဘန်ကိုလက်တော့အစ်တစ်လုံးမွေးနေ့လက်ဆောင်ပေးခဲ့တယ်။သူ့မဂစီကတော့ Halloween မျက်နှာဖုံးတစ်ခုပေးခဲ့ပါတယ်။အဲနောက်ဂျူလီယာကအဲဒီအကင်းမီကန်ကောင်းစေတဲ့လက်ပတ်တစ်ခုကိုဘန်ကိုထပ်ပေးလိုက်ပါတယ်။ပြကြတော့မိသားစုအတူတူတက်ပုံရခဲ့ကြပါတယ်။အဲနောက်ကက်စီရဲ့ရီးစားကသူ့ကိုဖုန်းဆက်တော့ကက်စီလက်စကားပြုတ်ဖို့အပြင်ကိုထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ကောင်လေးဘက်မှာမုံတိုင်းတိုက်ပြီးဖုန်းလိုက်ပြော်သွားလို့အကြာကြီးစကားပြောလို့မရခဲ့ပါဘူး။ ဘန်ကပြင်ပကတန်တွေကြာလို့တမိသွားသူလုံးပြင်ထွက်ပြီးကြည့်တဲ့အခါဝီလာငါးတွေအများကြီးရေပေါ်တက်လာတာကိုတွေ့လိုက်ရတယ်။တွန်းကတော့ဒါဖြစ်လိဖြစ်ရရှိပြီးတော့တခါတည်းရင်မဖြစ်တတ်တယ်လို့ပြောနေခဲ့ပေမဲ့အဲအနေပြုလို့မရှိတဲ့ဝီလာငါးတွေကလေကိုဝင်တိုက်လိုက်တဲ့အကြောင်းလေတစ်ခုလုံးရုံရင်းဆန်ခဲ့ပြစ်သွားခဲ့လို့အဲတွန်းတော်မှကြောင်တော်တော်ပြစ်သွားခဲ့ပါတယ်။ဒါနဲ့ဘာဖြစ်လဲသိအောင်ရေအောက်ကိုခုံဆင်းလိုက်ပြီးခဏကြာတွန်းတယောက်ဒံယာတွေနဲ့ပြင်တက်လာခဲ့ပါတယ်။ဂျူလီယာကတော့သူ့ရဲ့ဒံယာတွေကိုဆေးထည့်ပစ်လိုက်ပါတယ်။ပန်ကာရေရက်တွေကပြည့်စည်သွားပြီးပြင်လို့မရတာကြောင့်မလို့ ခုချိန်မှာသူတို့လုံနိုင်တာသူများကိုအကူအညီတောင်းဖို့ရပဲရှိတယ်လို့လည်းတွန်းကပြောလိုက်တယ်။ဂျူလီယန်နဲ့တွန်းတို့ကအကူအညီရအောင်ရေဒီယိုကနေဆက်သွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ကက်စီကတော့လေဘော်ကိုတက်တယ်။လေဘော်ကိုတက်ပြီးဖုန်းလိုင်းမိအောင်ကြိုးစားခဲ့ပေမဲ့သူတို့အကုန်လုံးကံမကောင်းခဲ့ကြပါဘူး။အဲအဲ့ဒါနဲ့ခဏချက်မှာတော့ထူးဆန်းတဲ့တန်တို့ကြောက်လို့အပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့ကောင်းကင်ဘော်ကနေဘာမှမသိတဲ့ရာဟုထုတွေပြုတ်ကျလာတာကိုတွေ့လိုက်ရတယ်။အဲ့ထက်ကသူတို့စီတဲ့တဲ့ကြီးလာနေတာကြောင့်မလို့လေရဲ့နောက်ဆုံးအင်ဂျင်ဘာကိုသွန်းလိုက်ပြီးဝေးရအောင်မောင်းနှင်လိုက်ကြတဲ့အခါသူတို့အသက်ဘေးကနေတည်တည်လေးလွတ်သွားခဲ့ကြပါတယ် နောက်ထပ်ပြုတ်ကျလာတဲ့ရာဟုတစ်ခုကိုကြည့်လိုက်တဲ့အခါလူလုံးဂျိုဒူးတွေပလန်းချောင်းကနေချွတ်ချွတ်ပြုတ်ကျလာတာလို့တုံကပြောပြပါဗါးဘာပဲဖြစ်ဖြစ်အင်ဂျင်ကပျက်စီးသွားပြီးမှသူတို့တမီသားလူလုံးအားကိုးရမဲသွားခဲ့ပါတယ်အဲနောက် line လုံးတွေမြင့်တက်လာတာကြောင့်မလို့လေကလည်းရိမ့်ထိုးနေတာမို့သူတို့အလုံးအသက်ကယ်အင်ဂျင်ကိုစီပွက်လိုက်ကြပြီးတော့ဖျားပဲတနေကြပါတယ်အဲ့နောက်မှာတော့တုံးမြင့်တဲ့စူညာတဲ့ခုကြောင့်မဂျူလီယာရဲ့နှာခေါင်းကနေသွေးတွေယိုလာတယ်ကက်စီယာလည်းမခံနိုင်တော့လို့အော့အန်နေပါတယ် ဗီဇာသူတစ်ခုလုံးအားထိခိုက်သွားစေတဲ့အတန်ကြောင့်တွန်ကတော့သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့မိကြီးကိုပြုတ်လွတ်လိုက်ပြီးတော့အစုံတရာကမှန်သူတို့ကိုမြင်လာခဲ့ဖို့ပဲမျှော်လင့်ရတော့မှာပါဒါပေမဲ့လာရောက်ခဲ့တဲ့ပြည်တဲ့သူမရှိတာမလို့လေပေါ်မှာပဲအားကြီးလိုက်ကြရပါတယ်မိုးလင်းတော့လေမာပေါက်တွေအားကြီးဖြစ်သွားပြီးတော့အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာသူတို့ရဲ့လေကရေပေါ်မှာမဟုတ်တော့ပဲရေမရှိတော့တဲ့သမုဒ္ဒရာအောက်ခြေရောက်နေတာကိုတွေ့လိုက်ရပါတယ်တွန်ကတော့ကုညရဖို့ရဖို့ပဲသူကအာယုံစစ조사နေခဲ့ပေမဲ့တန်လိုက်အိမ်မောင်ကတော့တောင်လိုလိုမြောက်လိုလိုမာယုံပြတ်လတ်နေပြီးတော့ ိုးလို့ခေါ်တဲ့ကမ္ဘာဝန်ရိုးစွန်းတွေကလည်းပြောင်းပြန်ဖြစ်ကုန်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတသန်းနီးပါးကငါလိုမျိုးပဲသမုဒ္ဒရာကြီးတွေကကုန်းမြေကိုပြောင်းသွားပြီးတော့အရာအလုံးတွေပါသိကြပြစီကုန်ကြဘူးတယ်လို့တောင်းကပြောပြလိုက်တယ်အဲ့တော့ဦးကြပြီကစီကရုတ်တရက်ပြေးထွက်သွားခဲ့ပါတယ်။အချောင်းကတော့ကုန်းမြေပေါ်သူ့ကောင်လေးအတန်းအနေရရှိနိုင်တာကိုသူတီးသွားလို့သူ့ကောင်လေးရဲ့ပုံကိုထုတ်ကြည့်ပြီးတော့လွမ်းစွတ်ငိုကြွေးနေခဲ့ပါတယ်။တုံကတော့နောက်တစ်ချိန်ရေဒီယိုကနေဆက်သွယ်ဖို့ကြိုးစားနေပြီးဘန်ကတော့မိုးပြန်ဘူပေါင်းလှုပ်ပြီးတရားအောင်မြင်ပြီးအခုညီမရရမလား။အဲသူနီးသူဟန်လေးနဲ့ကြိုးရနေပါတယ်။ နောက်တော့တွန်းကသေးစားရှင်ကိုတင်မမောင်းတဲ့သူတယောက်နဲ့ဆက်သွယ်ရပါတယ်။အဲ့သမုဒ္ဒရာတွေကနေပြီးရေတွေဆုတ်ခတ်သွားတဲ့ချိန်မှာဆက်သွယ်ရအများစုဆက်သွယ်ရစနစ်တွေပေါ့ဆက်သွယ်ရစနစ်တွေအများစုပြတ်သွားအောင်ပြောပြပါရယ်။တပတ်တွင်ကမ္ဘာဝင်ရုပ်စွန်းတွေကနောက်ပြန်ဆုတ်သွားပြီးသမုဒ္ဒရာကလည်းသူ့ရဲ့နေရာကိုပြန်လဲရောက်ရှိတော့မည်ဖြစ်ကြောင်းပြောပြပါရယ်။ရှင်ကိုတင်မမှာလူပဏယောက်တင်နိုင်တယ်လေလို့တွန်းကမေးလိုက်ပါရယ်။သူ့ဖို့တည်သွားလို့နောက်ထပ်လူနှစ်ယောက်ပဲတင်နိုင်မယ်လို့ပြန်ပြောပါရယ်။ဂျူလီယာကတော့သူ့ရဲ့သူတို့ရဲ့ကလေးနှုတ်ကိုပဲ ခေါ်ဆောင်သွားပြီးပါပေါ့တော်ရန်အဲ့ဒါနဲ့တောင်းမလိုက်တယ်တင်မောကပတိန်ကလည်းသဘောတူလိုက်ပြီးတော့သူတို့ရဲ့နေရာကိုပို့ပြီးလိုက်ပါတယ်တွန်းကတော့တင်မောနဲ့အကွာအဝေးကိုတွတ်ချက်လိုက်တဲ့ခါမှာတော့အဲ့ဒီနေရာကိုရောက်ဖို့နှစ်ရက်သုံးရက်ကြာမယ်လို့ပြောပါတယ်နောက်နေ့မနေ့ပါတော့တမီသားစုလောင်ခီးထွက်ဖို့ထုတ်ပို့နေကြတော့မှလူတယောက်ခွေးတကောင်နဲ့သူတို့စီလာနေရာကိုတွန်းကတွေးလိုက်တယ်သူတို့စီလာနေရာကိုတွန်းကတွေးလိုက်တယ်ဒါနဲ့သူကရေဘူးလေးကိုအမြန်ယူပြီးတော့ခွေးနဲ့လူရှိအောင်သွားလိုက်ပါတယ်အဲ့လူကိုရေတိုက်လိုက်တယ်ပြီးတော့ဒဏ်ရာတွေကိုရထားတာကိုလည်းတွေ့ကြရတယ်အဲ့ဒါနဲ့ယုတ်တိရဲ့ အဲ့ဒီလိုကရေဘူးနဲ့တွန်းရဲမျက်နှာကိုထုလိုက်ပါတယ်ဒါကိုဂျူလီယာမြင်တော့တွန်းစီကိုပြေးလိုက်ခဲ့တယ်အဲ့နောက်ခွေးနဲ့လူကလန်နဲ့တွန်းကိုထိုးတက်လိုက်တယ်အဲ့နောက်ဂျူလီယာလည်းရောက်သွားပြီးလေးစီကိုပြန်ပြေးတဲ့အဲ့ဒီဂျူလီယာကိုလန်နဲ့ပြစ်လိုက်ပြီးကန်ကောင်းလို့မထီပဲနဲ့ရှက်ပဲထိသွားခဲ့ပါတယ်ဂျူလီယာကတော့လေးပုံမြန်မြန်တက်ပြီးတကားကိုလော့ခက်လိုက်ပါတယ်အဲ့နောက်ကြောင်နေကြသူကလေးနှစ်ယောက်ကိုဆိုဖာအောက်ကိုဝင်နေဖို့ပြောလိုက်တယ်ပြီးတော့မိကြီးတင်တဲ့ကိုလည်းကက်စီကိုပြေးထားလိုက်တယ်တယောက်ယောက်ကတကားကိုဖွင့်ဖို့ကြိုးစားရင်ပြစ်ဖို့လဲမှားလိုက်ပါတယ် ဂျူလီယာကတော့အဲရေချိုးကနေမှဝင်ပုန်းနေလိုက်ပါတယ်ခဏကြာမှတော့ခွေးနဲ့လူရတကားဖြစ်ပြီးဝင်လာခဲ့ပါတယ်ခွေးနဲ့လူရဗိုက်စာနေပုံရပြီးတွေ့သည်မကိုအကုန်မျိုးပါတော့တယ်အဲ့နောက်ရေချိုးကမှဖွင့်လိုက်ပြီးမှဒါမှမရှိတော့ပါဘူးဂျူလီယာကအပေါက်တပေါက်ကနေပြင်ကိုထွက်သွားပြီးအိုလူရဲ့ခွေးရဲ့မြင်တော့သူ့ကိုကြိုက်ပါတယ်ဂျူလီယာလည်းသူ့လွတ်မြောက်ဖို့အတွက်ခွေးကိုမတက်ချင်မှတက်လိုက်ရပါတယ်လူရောက်မှသူ့ခွေးတည်တော့တာကိုတွေ့သွားပြီးအဲဂျူလီယာလည်းလေထဲကိုပြန်သွားခဲ့ပါတယ်အဲ့နောက်လူလူရောက်မှဂျူလီယာကိုတွေ့သွားတယ်တွေ့တော့လေဗင်ကိုညှစ်ဖို့ကြိုးစားနေတဲ့အချိန်ဆိုဖာအောက်မှာပုံနေတဲ့ကက်စီက ဖလဲကန်းပေါ့ဘာလဲဆိုဖလဲကန်းမိကြီးတန်းတန်းပေါ့ပြစ်လိုက်ပါတယ်အလေးကမီးလောင်သွားပြီဂျူလီယာကတော့ထုတ်ပိုးတွေယူနေချိန်မှာလူယုံမာကောင်ကခြေတော်လာဆိုတော့ပိတ်ကန်းပြီးအပြင်ထွက်ပြေးသွားခဲ့ပါတယ်အဲ့နောက်တွန်ရဒက်ဘော်ရင်းနဲ့သွားပြီးအင်းဂျူနေကြတာပေါ့အင်းဂျူနေပြီးမှလူယုံမာမသိသေးတဲ့အကြောင်းထွက်ပြေးရပြန်ပါတယ်မိုင်အနှဲငယ်လောက်ပြေးပြေးကြတဲ့နောက်မှာတော့သူတို့နားကြပါတယ်ကက်စီကသူတို့လွတ်လိုက်တဲ့မိုးပြန်ဘူးပေါင်းကြောင့်မို့လို့လူယုံမာကသူတို့စီလာနိုင် သူတို့စီလာတာဖြစ်နိုင်တယ်လို့ပြောလိုက်တဲ့အခါဂျူလီယာဆက်မရောဖို့တားလိုက်ပြီးသူအမမဟုတ်ဘူးလို့ဘန်ကိုနှစ်သိမ့်လိုက်ပါတယ်။အဲနောက်သူတို့ခီးဆက်ကြပါတယ်။လူရုံမကောင်ကတော့သူတို့နောက်ကိုဆက်လိုက်နေတော့မှအဲနောက်ဘန်ကသေးနေတဲ့ငမန်းတကောင်နောက်ကိုသွားကြည့်နေတဲ့အချိန်လူရုံမရောက်လာလို့ထွက်ပြေးပြန်ပါတယ်။အဲနောက်တောင်တဲတစ်ခုပေါ်တက်ခါနားလိုက်ကြပြီးနောက်ဆုံးကြံတဲ့ရေဘူးကိုပြလိုက်ပါတယ်။ကက်စီကတော့သူတို့အားလုံးကဘလို့ပဲဖြစ်ဖြစ်သေတော့မှာပဲလို့ဒေါသကြီးပြောပြီးရေဒပလင်းကဘာမှထူးခြားတော့မှာမဟုတ်ဘူးလို့တောင်မီနီယောက်အခြေရင်ဖြစ်ကြပါသေးတယ်။အဲနောက်ရှေ့ကိုပဲ ဆက်သွားဖို့ဆုံးဖြတ်လိုက်ရပြီးတော့လေရင်နဲ့ဈေးစီကိုရောက်ခဲ့ကြပါတယ်ဂျူလီယာတကားဝင်ပြီးသူတို့အားလုံးကအဲ့လေရင်ထဲမှာပဲနိုင်ယူကြပါတယ်အဲ့နောက်ဂျူလီယာအိတ်ကထဲကနောက်ဆုံးသူတို့မိသားစုရိုက်ခဲ့တဲ့ပုံကိုကြည့်ပြီးသူ့ယောက်ျားတွန်ကိုလွမ်းလို့ငိုးပါတယ်အဲ့နောက်ဂျူလီယာကသူ့နဲ့တွန်ဘလို့ဆုံတွေ့ခဲ့တဲ့အကြောင်းတွေပြောပြပြီးတွန်ဟာပြဿနာတိုင်းမှာဖြစ်မြဲရှိတဲ့ဆိုတာကိုယုံကြည်တဲ့သူတယောက်ဖြစ်တဲ့အကြောင်းကိုလည်းသူ့သားနဲ့သမီးကိုပြောပြအားပေးလိုက်ပါတယ်ခဏလောက်လေရင်ထဲမှာနိုင်ယူတဲ့နောက်မှာကက်စီကအပြင်ကိုထွက်ပြီးလေကောင်းလေတန်ရှူရင်းတယောက်ထဲထိုင်နေပါတယ် ဲ့ဒါကိုလူရုံးမကောင်မြင်သွားပြီးသူတို့လက်ဖို့ကက်ဆီနိုကိုသွားပါတယ်ဒါပေမဲ့သူတို့အဲ့ဒါသူတို့ကြိုတင်ကြံစည်တာတထောင်ရောက်တစ်ခုဖြစ်ပြီးတော့နောက်ကနေဂျူလီယာလူရုံးမကောင်အဆုံးသက်ပြလိုက်ပါတယ်မနေ့ရောက်တဲ့ခါမှာတော့လူရုံးမကောင်ရဲ့လောင်းဟာအစားခံထားရတော့မြင်ရတဲ့ခါပင်လယ်ကျမ်းမြေဆိုတော့အဲ့ဒီရများတဲ့နေရာလို့ဂျူလီယာပြောပြီးမြန်မြန်ဒီရဲ့ဒီနေရာကနေထွက်အကြအောင်လို့ပြောပါတယ်နောက်တဲ့တမိုင်ကန်လောင်းလမ်းလျှောက်ကြပြီးတော့ဂျူလီယာနဲ့ကက်ဆီရောကလည်းမြေပုံကြည့်နေကြတော့ဘန်ကတော့တယောက်တည်းခွတ်ထွက်သွားပြီးညစ်ပက်နေတဲ့ပင်လယ်စားငံရည်တွေကိုတောက်လိုက်ပါတယ် ဂျူလီယာရောက်လာပြီးတောင်းရင်မင်းဖျောက်လိုက်မယ်လို့တားလိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲဂျူလီယာစကားအမှန်ခဲ့ပြီးဗန်တယောက်နေမကောင်းဖြစ်ခဲ့ပါတယ်လန်တလျှောက်သူတို့ရှာတွေ့ခဲ့တဲ့ဟာတွေနဲ့နေစရာတစ်ခုလောက်လိုက်ကြတယ်တညတာကိုအဲ့ထဲမှာပဲအိတ်ဆက်လိုက်ကြပါတယ်ညနေတော့အပြင်ကအတန်းနဲ့ကြားလို့ဂျူလီယာတယောက်အပြင်ကိုထွက်ကြည့်တဲ့အခါတလိမ့်ဆန်ပေါင်းစုံသူတို့စီကိုလာနေကြတော့မြင်တော့သူကလေးနှစ်ယောက်ကိုနှုတ်ပြီးထွက်ပြေးခဲ့ကြပါတယ်တင်မောပြတဲ့ဒီမှာစာတွေရှာနေတဲ့လူတွေကိုမြင်လိုက်တဲ့အခါဂျူလီယာလန်အော်ပြကူညီတောင်းပေးမဲ့လူတွေကတော့ အကူအညီပေးဖို့ညှင်းလိုက်ကြပါတယ်။အနီးနားလိတ်ဆန်တွေရောက်မလာအောင်ကူတိုင်နာပိတ်ပြီးအတွင်းထဲမှာပဲပုံးနေမှာလို့ပြောပြီးသူတို့မိသားစုကိုပြင်မှာပဲထားခဲ့ကြပါတယ်။အဲဒါကြောင့်ကူတိုင်နာတခုပေါ်ကိုတက်ပြေးကြပါတယ်။သူတို့နောက်ကိုလိုက်လာတဲ့အကောင်တွေကတော့ဂဏန်းတွေဖြစ်ပြီးအကောင်တချို့ကိုက်လိုက်တာကိုဂျူလီယာခံလိုက်ပါတယ်။ခံလိုက်ရပါတယ်။ခုနလူတွေပုံးနေကူတိုင်နာပေါက်နေတာကြောင့်မို့ဂဏန်းတွေကဝင်လာပြီးကိုက်ဖြတ်ကြတာကြောင့်အတွင်းထဲမှာပုံးနေတဲ့လူတွေအကုန်လုံးမာလကီးရသွားကြပါတယ်။ ဂျူလီယာကဒန်ယာကိုဝတ်တက်တယ်နဲ့ဖုံးလာပြီခဏနေတော့အိပ်ပျော်သွားပါတယ်မနေ့ရောက်တော့ဂျူလီယာရောက်တဲ့အိယာကနိုးလာတယ်သူကလေးတွေကိုတို့ကိုကြိုးစားပြီးမဲ့တဲမုန်နိုင်ကတားတိုက်နေကြအောင်မျက်စိဖွင့်ကြည့်ဖို့တောင်ခင်းနေကြပါတယ်နောက်ဆုံးမှာတော့ကန်ကောင်းသွားနဲ့တားမိတုံးကိုပြန်ဆောင်ကြပါတယ်အဲ့နောက်ဒေးနေရဲ့လူတွေစီကလက်နက်တွေယူလိုက်ပြီးဂျူလီယာသူ့ဒန်ယာကိုရမ်းမုန်နေမိရှုပ်ပြီးပိုးတက်လိုက်ပါတယ်အဲ့နောက်ကွန်တိန်နာတွေကနေရေနဲ့စားတောက်တွေပြီးရေဒီယိုတစ်လုံးမှာအပူရခဲ့ပါတယ်ဒီလိုနဲ့ရင်ကုန်တင်မောက်ကပရင်ကိုဆက်တယ်တို့စီကိုလာနေပေးမယ်နေရအတိအကျမရှိဘူးလို့ဂျူလီယာက ကြောလိုက်တဲ့အခါကောင်းငုံတေချာကြည့်နေပါသူဖလဲကန်းပြစ်လိုက်မယ်လို့ကပတိန်ကပြန်ပြောလိုက်တယ်ပြစ်လိုက်တဲ့မီဒီယာဘန်ကိုမြင်သွားစေခဲ့ပြီးအက်ဒါရိုက်ရှင်တိုင်းပဲဥတီကြီးတွတ်ခီးထွက်သွားခဲ့တဲ့အချိန်မှာလိုင်ကိုတစ်ခုဖျက်ရပါတယ်လိုင်ကိုတစ်ခုဖျက်သွားနေတော့မှာပေါ်ကနေကြောက်တုံးနေတာဂျူလီယန်နဲ့သူကလေးတွေကိုတတိတခြားဖျက်သွားစေခဲ့ပါတယ်ဂျူလီယာဘီလိုရာကိုတွားကြဖို့ပြောပေမဲ့သူကတော့ခြေထောက်ထန်ရနဲ့မို့မတက်နိုင်တော့ပါဘူးဒါပြင်ရင်ကိုသွင်းမောက၃ယောက်ပဲဆက်နာကိုလည်းသူပဲတိထားလို့ဖြစ်ပါတယ် ရင်ကုန်တမောစီကိုကန်စီနဲ့ဘန်ကပြေးသွားခဲ့ပြီးရောက်တဲ့အခါကပတိန်ကသူတည်တော့မှမို့လူ၃ယောက်တင်နိုင်တယ်လို့ပြောတဲ့အခါသူတို့မဂျူလီယာကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကက်စီယာဂျူလီယာကိုပြန်ခေါ်ဖို့သွားမဲ့အချိန်မှာဘန်ကကန်ကောင်းစီတဲ့လက်ပတ်လေးပေးလိုက်ပါတယ်။ဂျူလီယာကတော့သူ့စီလာနဲ့ကနန်းတွေကိုတနက်နဲ့ပြပြီးတအားနေပေမဲ့ရှိတဲ့ကြည်စံနဲ့ကနန်းယူတဲ့ကမမျှတာကြောင့်တေချင်းကိုပဲရွေးချက်ပြီးလက်လျှော့မဲ့လို့လုံနေတဲ့အချိန်မှာကက်စီရောက်လာပြီးအပေါ်ကိုဆွတ်တင်လိုက်ပါတယ်။အနန်နဲ့သူလုံမြောက်ခဲ့ပါပြီ။အဲနောက်နေရာလို့ရှိတဲ့ရေငုတ်တင်မော့စီကိုအတူတူပြေးကြပါတယ်။ သူတို့လည်းရင်ကုန်သမော့စီလည်းရောက်ရောတကားကိုမြန်မြန်ပိတ်လိုက်ပြီးအပြစ်မှနောက်ကလိုက်နေတဲ့ကနန်းတွေဝိုင်းနေတာကိုမြင်လိုက်ရပါတယ်။အမကြခင်မှာပဲပလန်ကြီးကသူ့နေရာသူပြန်ရောက်လာတော့မှမို့ထိုင်းကုန်နေပေါ်ထိုင်းလိုက်ကြပြီးခပတ်တွေပက်တယ်။တုံးတော့ဖျက်တနေကြပါတယ်။အမကြခင်မှာပဲသမုတ်ရီယာကြီးတွေသမုတ်လွှမ်းမိုးသွားပြီးသမုတ်တစည်းလုံးကလည်းကဘာလဲသလိုချက်လက်ပဲလဲသွားခဲ့ပါတယ်။နောက်ဆုံးမှာလိုင်းလုံးမြငိမ့်သက်သွားတော့အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါပျက်စီးသွားခဲ့တဲ့ကဲညမျိုးတို့မျိုးရောင်းနေခဲ့ကြပါတယ်။ရင်ကဇင်ယုံငက်တွေနဲ့တိုက်ခဲ့တဲ့မျိုးကြီးကအခုတော့ပင်လယ်ရဲ့ရက်စုပ်ကြမ်းကြုတ်တဲ့ ဝါမျိုးမှုကြောင့်စွပြင်းခံနေရရည်ခုဖြစ်သွားခဲ့ပါပြီ။စက်တရီမတော်မှုတွေပျက်စီးကုန်တာကြောင့်ကျန်နေသေးတဲ့အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရရှာဖွေဖို့ရကသူတို့သုံးယောက်အတွက်အလွန်ခက်ခဲနေအောင်ဖြစ်ပါတယ်။ဂျူလီယန်နဲ့ဒူမီဒီတဲဆိုလီကတော့တာဝန်တစ်ခုရှိနေပါတယ်။လူသားမျိုးနွယ်ကိုပြန်လည်ထူထောင်ဖို့သူတို့သုံးယောက်ပဲရှိတော့ပေမဲ့တခြားကူညီမဲ့သူတွေလည်းအတုံနဲ့တွေးကြလိမ့်မည်မဟုတ်ပါလားခင်ဗျာ။ကျွန်တော်တင်ဆက်ပေးခဲ့တာလူအပ်တာများရှိရင် comment ရေးခဲ့ကြပါဦး။ like နဲ့ subscribe လေးလည်းလုပ်ခဲ့ဖို့လည်းတောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။